မင်္ဂလာပါရှင်တနင်္လာနေ့တည်င်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒဝဲဝက်ရှ်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တည်င်းတွေကတော့ဒဝဲမျိုးနယ်ထဲကအညာဖျားကျေးရွာအုပ်စုကိုလင်းရင်နဲ့ပုံကျဲတဲ့တည်င်းဒဝဲမှာသွေးလွန်တုပ်ကွေးရောဂါနဲ့ကလေးတဦးထပ်မံသေဆုံးသွားတဲ့အကြောင်းတနင်္လာနေ့မျိုးနယ်ဗန်လမုတ်မှာစစ်ကောင်စီလမ်းကင်းကိုဒရုန်းနဲ့နှစ်ကြိမ်တိုက်ခိုက်တဲ့အခြေအနေလောင်းလုံးမှာစစ်ကောင်စီစစ်ကြောင်းဖမ်းခေါ်သွားတဲ့ဒေသခံ၉ဦးပြန်လွတ်တဲ့တည်င်း စစ်ရဟတ်ယင်နှစင်းကို KIA ပြစ်ချတဲ့အကြောင်းဆရတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒဝေမြို့နယ်အညာဖျားကျေးရွာအုပ်စုကိုမေလ20ရက်နေ့မွန်းလွဲပိုင်းမှာစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံချဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။တည်င်းအပြည့်အစုံကိုဒဝေဝရှဝိုင်းတော်သားတအူးကပြောပြပေးသွားမှာပါရှင်။ ဒဝဲမြို့နယ်ဆမ်မိုင်ကျော်ဘက်ဝေးတဲ့အညာဖျားကျွရအုပ်စုကိုမေလ20ရက်မွန်လယ်ပိုင်းမှာစစ်ကောင်စီတပ်ကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲမဖြစ်ပွဲဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ကျွရအုပ်စုဝန်ကျင်ကိုဂျက်တိုက်လေရင်နဲ့ဝဲပြန်ပြီးမှဗုံးကျဲခဲ့တဲ့အပြင်လေရင်ပေါ်ကနေစစ်တမ်းနဲ့ပါပိတ်ခတ်ခဲ့တယ်လို့မျက်မြင်တွေ့ရတဲ့ဒေသခံတွေကပြောပါတယ်။ဗုံးကျဲတိုက်ခိုက်ခံရတာကြောင့်ထိခိုက်တဲ့သူတွေမရှိပေမဲ့ဘုံကြောက်ရောက်ပောက်ွယ်တဲ့နေရာဝန်းကျင်ကနေအိမ်အချို့မှာတော့ ဘုံစားထိမှလို့ပစ္စည်းမှုတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ၄ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာအညာဖျားကျွော်ကိုတိုက်ပွဲမရှိဘဲဘုံကျဲတိုက်ခတ်ခဲ့လို့အသက်60ကျော်ရွယ်မြို့သမီးတဦးဘုံစားထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။နောက်တဲ့တဲ့ရင်တပုတ်အနေနဲ့ကတော့တဝယ်မြို့မှာမေလ20ရက်နေ့ညနေပိုင်းကသွေးလွန်တုပ်ကွေးရောဂါနဲ့ကလေးတဦးထပ်မံသိမ်းဆုံးသွားတယ်လို့မြို့ခံတချို့နဲ့ကျန်းမာရေးဝန်ထမ်းအတိုင်းဝိုင်းစီကစုံစမ်းသိရှိရပါတယ်။ တည်င်းအပြည့်စုံကိုဒိုဝဲဝါရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ဒိုဝဲမြို့မှာမေလ20ရက်နေ့ညနေပိုင်းကပေလွန်တုတ်ခွေးယောဂါနဲ့ကလေးတူထမှန်တေဆုံးတဲ့တို့မျိုးကန်ချိုနဲ့ဂျမိုင်ဝန်ထမ်းတိုင်ဝိုင်းစီကဆုံဆန်းတည်ရပါတယ်။တေဆုံးသူကလေးငယ်အားဒိုဝဲမြို့ကြက်ပင်မြောင်ရွက်ွက်မှာနေတဲ့အသက်6နှစ်အရွယ်ကလေးဖြစ်ပါတယ်။မေလဒုတိယပတ်ထဲဖျားယောဂါနဲ့ဒိုဝဲစီအိုကြီးမှာဈေးကူတာနေရာကနေမေလ20ရက်နေ့ညနေပိုင်းမှာ ပြင်းထန်တွေးလွန်တုတ်ခွေယောဂါနဲ့တိတ်ဆုံသွားခဲ့တာပါဒဝင်မျိုးပေါ်ကစကောင်းစီတက်စေုံပြည်သူစေုံနဲ့ပုဂလိကစေုံတွေမှာမေလအတွင်းတွေးလွန်တုတ်ခွေယောဂါနဲ့တယောက်သူများနေပြီးအခုပါတွင်တွေးတွင်ကုသရမယ်ကလေးလူနာတို့အတွေ့နေ့စဉ်နေပါသွေးရှာပေးရတယ်လို့မြောက်ကန်သူအလူရှင်အသင်းတင်းရဲ့တောင်းရင်ရှိသူတို့ကပြောပါတယ်မေလစေရင်ဒီကလည်းတော်ဝဲစေဦးကြီးမှာတွေးလွန်တုတ်ခွေယောဂါနဲ့ စေကူတာနေတဲ့အသက်6နှစ်အရွယ်မိကလေးတူတိတ်ဆုပ်ခဲ့ပါတယ်။ဒါကြောင့်ဒွေမျိုးပေါ်မှာဆေးရဲ့အတွင်းဒွေလုံတော်ကွေးရှော့ကနဲ့တိတ်ဆုပ်တဲ့ကလေးနှစ်ဦးအထိရှိလာပါတယ်။ဒွေမျိုးပေါ်မှာမိလာအတွင်းဒွေလုံတော်ကွေးရှော့ကလက္ခဏာတွေ့ရတဲ့ကလေးလူနာမြလာတာကြောင့်တော်ရဲ့ခရင်ချမရီဦးစီဌာနနဲ့မြို့ခံပရဟိတအသင်းဖွဲ့တွေကမြို့ပေါ်ရက်ွက်အလိုက်ချင်းစီဖြန်တာနဲ့ဘိတ်စေခတ္တာတွေလှူဆောင်နေတယ်လို့ဆိုပါတယ် လက်ရှိတဝဲဆေးဟုတ်ကြီးမှာအဖျားယောဂနဲ့ဆေးဟုတ်တယောက်လာပြီးတွင်းဟုတ်တဝဲယောဂလက္ခဏာစောင့်ကြည့်ကုသခံရသူကပတ်တွင်ကလေးလူနာ20လောက်ရှိတယ်လို့ဂျမိုင်းဝန်ထမ်းအတိုင်းဝဲစီကတည်ရပါတယ်။နောက်တဲ့တည်င်းတစ်ပုတ်ကတော့တနင်္လာရီမျိုးနဲ့ဗလမုတ်ကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်လမ်းကင်းကိုဒေသတွင်းတော်လှန်ရေးတပ်တွေကဒရုန်းနဲ့နှစ်ကြိမ်ပုံချတိုက်ခိုက်ခဲ့တာကနေစစ်ကောင်စီတပ်သားတအူသေဆုံးသွားတယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရတယ်။ ဘလမုတ်ရွာမှာလမ်းကင်းချထားတဲ့စစ်ကောင်စီတပ်သားတွေကို မေလ20ရက်နေ့မွန်းလွဲ့7နာရီဝန်းကျင်နဲ့ညနေ4နာရီဝန်းကျင်လောက်တွေမှာပုံချတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ပကဖဆုံ9ရက်တောပုံကြီးတပ်ဖွဲ့ကလုဆောင်ခဲ့တာဖြစ်ပြီးပထမအကြိမ် drone နဲ့တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား3ဦးဒဏ်ရာရသွားတဲ့အပြင်ညနေပိုင်းတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား2ဦးသေဆုံးသွားတယ်လို့ဆိုပါတယ်။ တိတ်ဆုံးထံရရောက်သွားတဲ့စစ်ကောင်စီတပ်သားတွေကိုဇဝဲရွာအခြေဆိုင်996တည်ရင်စီတည်ဆောင်သွားတယ်လို့ဒေသခံတချို့ကပြောပါဗျ။ညနေပိုင်းဒရုန်းနဲ့တိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီလမ်းကင်းနဲ့မော်တုံးအခြေဆိုင်အမြောက်သက်306တည်ရင်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဗန်လမွတ်ဒေသခံတအူးကဆိုပါတယ်။ဒရုန်းတိုက်ခိုက်မှုနဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့တုံ့ပြန်ပစ်ခတ်မှုတွေမှာတော်လှန်ရေးတပ်ဖွဲ့ကထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ပြောပါရတယ်။ ညနေ3နာရီခွဲလောက်မှာတော့စစ်ကောင်စီတပ်သား10ဦးလောက်ကတနက်ဖြစ်ပေါက်ပြီးဗန်လမော့ရွာအလဲပိုင်းကိုဝင်လာပြီးဒေသခံတအုပ်ကိုဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ထမပြေးနိုင်တဲ့ဗန်လမုဒေတာခန်ဆယ်ဦးလောက်ကိုစစ်ကောင်စီတပ်သားတွေကဖမ်းဆီးစစ်ဆေးပြီးတဲ့နောက်တနအီနီးပါအကြမှာပြန်လွှတ်ပေးခဲ့ပေမဲ့ဗန်လမုရွာသားအသက်22နှစ်အရွယ်ကိုခိုင်စောဟင်းကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ မေလ19ရက်နေ့ကလည်းဗန်လမော့ရွာလမ်းဆောင်ကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့ပြီးမေလ20ရက်နေ့မှာတော့အဲ့ဒီလမ်းဆောင်မှာစစ်ကောင်စီတပ်သား40လောက်နေရာယူထားတာပါဗန်လမော့ရွာလမ်းဆုံမှာစစ်ကောင်စီတပ်သားတွေမကြာခဏလမ်းကင်းယူလေးရှိပြီးလမ်းသွားလမ်းလာပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုတနက်နက်ပြစ်ခတ်ခြောက်လှန်တာလမ်းသွားလမ်းလာတွေကိုစစ်ဆေးဖမ်းဆီးတာတွေလုပ်ဆောင်လေးရှိပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့လောင်လုံးမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းဖမ်းခေါ်သွားတဲ့ဒေသခံအမျိုးသားအမျိုးသမီး၉ဦးမင်းကပြန်လွတ်လာပါတယ်။တည်င်းအပြည့်စုံကိုဒေါ်ဝဲဝှရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။လောင်လုံးမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းကဖမ်းခေါ်သွားတဲ့ဒေသခံအမျိုးသားအမျိုးသမီး၉ဦးမနေ့ကပြန်လွတ်လာပါတယ်။လောင်လုံးမြို့မှာ yes scan ကအင်အား80လောက်ရှိတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာမေလ20ရက်နေ့မနက်9:00နာရီလောက်မှာလောင်လုံးမြို့နယ်စမ်းလက်ရွာကြားကိုစစ်ကြောင်းထိုးခဲ့တာပါ။ ဒီလိုစကြောင်းထိုးချင်းဥယျချန်နဲ့လမ်းပေါ်မှာတွေ့တဲ့လောင်လုံးမြို့ခံရှစ်ဦးကိုဖမ်းဆီးခဲ့တာလို့ဖြစ်စဉ်ကိုသိတဲ့မြို့ခံတဦးကပြောပါရယ်။အဲဒီနောက်လောင်လုံးမြို့နဲ့ဆန်းလန်းရွာကြားကလက်ခတ်တော်စခန်းကိုဖမ်းဆီးခေါ်ဆောင်သွားပြီးအဲဒီကနေတဆက်ညနေ3နာရီလောက်မှာပြန်လောပေးခဲ့တာလို့ဆိုပါရယ်။စကောက်စီတက်စကြောင်းဟာမနေ့ညနေပိုင်းကလက်ခတ်တော်စကောက်စီစခန်းမှာပူပေါင်းတပ်ဆွဲထားတယ်လို့ဒေသတော်လိုင်းတပ်ဖွဲ့ဝင်တချို့စီကသိရပါရယ်။ မေလ19ရက်နေ့မနက်ပိုင်းကလည်းအဲ့ဒီစက်ကြောင်းဟာလောင်လုံးမျိုးရဲ့အရှိဘက်ပြင်းထန်ရွာကိုစက်ကြောင်းထိုးဝေရောက်ခဲ့ပြီးပြင်းထန်ရွာရှေ့ကျောင်းမှာတက်ဆွဲကညနေပိုင်းမှာတော့လောင်လုံးမျိုးကိုပြန်လဲဆုတ်ခွာသွားတယ်လို့ဆိုပါရယ်ပြင်းထန်ရွာမှာစက်ကြောင်းတက်ဆွဲထားခြင်းဒေသခံတွေဝင်းမြူထားတဲ့ကြက်တွေကိုလည်းဖမ်းဆီးပြီးချက်ပြုတ်စားတော့ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ပြင်းထန်ရွာကိုစက်ကြောင်းထိုးခြင်းဖမ်းဆီးခဲ့တဲ့ဒေသခံရောဘတ်ချစ်သမားတို့ဦးကိုလည်းစက်ကောက်စီတက်ကမနေ့ကပြန်လောပေးလိုက်ပါရယ် ဒီနေ့ရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုမနေ့ကမွန်လယ်ပိုင်းကစစ်ကူလာပိုးတဲ့ရဟတ်ယာဉ်၃စင်းတက်က၂စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကသတင်းမီဒီယာတွေကိုအတည်ပြုပြောဆိုပါတယ်။ဗမော်စစ်စင်ရေးကိုကံမှုဌာနချုပ်စက္ကခ27နာကိုစစ်ကူလာပိုးချင်းပြစ်ခတ်တိုက်ခိုက်ရာကနေရဟယင်းနှစင်းကိုထိမှန်ခဲ့တာပါ။ ထိမှန်တဲ့ရဟယင်နှစင်းတဲကတစင်းဟာရွှေကူမျိုးမရောက်ခင်15မိုင်လောက်အကွာတောထဲမှာပြစ်ကျသွားပြီးနောက်တစင်းကရွှေကူလေစိတ်မှာအရေးပေါ်ဆင်းသက်နိုင်ခဲ့တယ်လို့ပုံမူကြီးနော်ဘူးကပြောပါတယ်။ပြစ်ခတ်ချိန်မထိမှန်ခဲ့တဲ့ကြံရဟယင်တစင်းကတော့မြကြီးနာနန်းပောင်လေးတက်ကိုဆင်းသက်ခဲ့တယ်လို့ဆိုပါတယ်။2024နှစ်ကုန်ပိုင်းကစပြီး KYN ရဲ့ပူပေါင်းတက်တွေကဗမော်မြူသိန်းတိုက်ပွဲစတင်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေတာပါ။ တိုက်ပွဲတွေဖြစ်နေချိန်မှာစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်မှုတွေလှုံ့ဆောင်နေပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာလဲကချင်နဲ့ရှမ်းမြောက်တို့မှာ တိုက်လေရင်တစင်းနဲ့ရဟတ်ရင်တစင်းကို KIA ကပြစ်ချခဲ့ပါသေးတယ်။ဒါအပြင်2024ခုနှစ်အတွင်းကရနီနဲ့ကရင်မှာလဲရဟတ်ရင်တစင်းပြစ်ချခံခဲ့ရပါတယ်။အခုလိုဒီနေ့နိုင်တဲ့တင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝါရှိုင်းဒေါ်သားတွေကစုမုံကောင်းတောင်းအပ်ပါရရှင်။